မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးဧပြီလ2ရက်နေ့မနက်၈နာရီသတင်းများကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့မြန်မာနိုင်ငံမှာစစ်ပွဲချက်ချင်းရပ်ဖို့ကုလထူကိုစလေတောင်စုဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ငလင်ဘေးဒဏ်ကြီးကျယ်ခံရတဲ့မြန်မာနိုင်ငံမှာစစ်မှတ်ဖြစ်ပွားမှုတွေချက်ချင်းရပ်ပြီးကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုအာရုံစိုက်ဖို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဘေးရှော့ကဧရန်လတရနေ့မှာတောင်းဆိုလိုက်ပါတယ်။တဘာဝဘေးဒဏ်သင်ငယ်တဲ့ဒေသတွေမှာစစ်တပ်ကစီးရေးလှုပ်ဆောင်မှုတွေဆက်လုပ်နေတာဟာနောက်ထပ်အသက်ဆုံးရှုံးမှုတွေရှိလာနိုင်တဲ့အပြင်တဘာဝဘေးတုံးပြန်ဆောင်ရွက်ရေးတွေကိုပါထိခိုက်စေနိုင်တယ်လို့သူကပြောပါတယ်။ ဖေးကျန်းဖတ်မှုကိုမစိုးသူ့အနေနဲ့ရှုတ်ချရယ်ပြန်လဲတင်းမြင့်ရေးလမ်းကြောင်းတစ်ခုမှကျန်းဖတ်မှုတွေအဆုံးသတ်ဖို့လိုအပ်တယ်လို့လည်းသူကပြောပါရယ်ငလင်ဟာအရင်ကလေးကစိုးဝါနေပြီဖြစ်တဲ့အခြေအနေတွေကိုပိုပြီးစိုးဝါစေသလိုမြန်မာပြည်သူတွေကြုံတွေ့နေရတဲ့ပုံမှန်နဲ့ဆိုင်တဲ့အာဏာချက်တွေကိုလည်းပေါ်လင်လာစေတယ်လို့ဆိုပါရယ် ဒီကြက်တဲကိုနိုင်ငံတကာကအာရုံစိုက်ဖို့လိုအပ်တယ်လို့လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ရေးအတွက်သက်ဆိုင်ရာအဖွဲ့အစည်းတွေဘက်ကလည်းလမ်းတွေဖွင့်ပေးဖို့လိုအပ်ပြီးအကူအညီပေးနေသူတွေကိုလည်းဘေကင်းလုံခြုံအောင်ဆောင်ရွက်ပေးရမယ်လို့အထူးကိုယ်စားလှယ်ကပြောပါရရှင်ဆလတ်တင်ဆက်ပေးမယ့်တွင်အကြောင်းအရာကတော့ငလင်ပေးအေးဖို့ကာလာရင်စစ်ကောင်စီနေဖြင့်လေးချောင်းတိုက်ခတ်မှုရပ်တန့်ရန် CNF တိုက်တွန်းဆိုတဲ့တွင်ကိုတင်ဆက်ပေးပါမယ် မြန်မာငလျင်ဘေးရန်ရဲ့ရေဘော်ကလာရင်စစ်ကောင်စီနေပြင် လေးချောင်းပုံကျဲတိုက်ခိုက်မှုများချက်ချင်းရတရန်ချင်းမျိုးသားတပ်ဦး CNF ကရှမန်နေမက်လာ30ရက်နေ့တွင်တိုက်တွန်းထားသည်ငလျင်တန်းချောင်းပြည်သူများသိဆုံးခြင်းဘာသာရေးဆိုင်ရာအဆောက်အဦများနှင့်အိုးအိမ်များပြိုကျပျက်စီးခြင်းလန်ဒရာအခြေခံအဆောက်အုံများပျက်စီးဆုံးရှုံးမှုပေါ်မြန်မာပြည်သူနှင့်ထပ်တူထက်များခြေခွဲဝန်းနေရသည်ဟု CNF ကဆိုသည် ငလင်ဘေးရဲ့နေရဲ့အရေးပေါ်ကာလာနိုင်ပင်စေကောင်းစီတက်သည့်နိုင်ငံတော်လေကြောင်းပုံကျဲတိုက်ခိုက်မှုများလှုပ်ဆောင်နေကြောင်းလွတ်လပ်သောသတင်းမီဒီယာများကရေးသားဖော်ပြနေကြသည်။ထို့ကြောင့်ငလင်ဘေးထံသာမကစေကောင်းစီလက်ချက်ဖြင့်ပြည်သူများဆက်လက်သေဆုံးမှုရှိနေသည့်အတွက်ထို့လိုရက်ကိုချက်ချင်းရက်တရင် CNF ကတိုက်တွန်းထားသည်။ ငလျင်ဘေးဒဏ်နဲ့ပြည်သူတန်တို့လူသားချင်းစာနာထောက်ထားမှုအကူအညီများအပြည့်အဝရရှိရေးပလိုက်မှုကင်သောလူသားချင်းစာနာထောက်ထားမှုပေးအရေးနိုင်ငံတကာသတင်းမီဒီယာများမှမြေပြင်အခြေအနေသတင်းမှန်ကိုလွတ်လပ်စွာရယူနိုင်ရေးကိုလည်းတောင်းဆိုထားသည် အလားတူလူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရဆောင်ရွက်ရရင်နိုင်ငံရေးအမျက်ထုတ်မှုမရှိစေရည်နဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းများအပါအဝင်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရရေးအတွက်ပြည်သူများနဲ့အတူပူးပေါင်းဆောင်ရွက်သွားမည်ကို CMF ကဆိုသည်ငလျင်ဘေးတန်တဲ့ပြည်သူများအရေးပေါ်လိုအပ်နေသည့်စေဝါစာနယ်ရိက္ခာများကိုကူညီပေးသွားမည်ဟုချင်းပြည်အစိုးရကမတ်လ30ရက်ကထုတ်ပြန်ထားသည် မက်စလ28ရည်နေလောက်ခတ်ခဲ့သည့်စကိုင်းကလျင်ကြောင့်တေဆုံးသူ2919ဦးထိုင်ရန်ရသူ4521ဦးနှင့်ပျောက်ဆုံးသူ442ဦးရှိကြောင်းစစ်ကောင်းဆောင်ကဧပြီလ1ရက်နေ့တွင်ပြောဆိုထားသည်ဆလဘီအင်းလင်းဒေတာရင်ငလျင်တန်ကြောင့်လူကြီးတရာကျော်တေဆုံးပြီးနေအိမ်ထောင်နှင်းချီပြည့်စီကအရေးပေါ်ကူညီများလိုအပ်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ရှမ်းပြည်နယ်တာမိုင်ညောင်ရွှေမြို့နယ်အင်းလီဒေသတွင်ငလျင်တန်းကြောင့်လူဦးရေတရာကျော်သေဆုံးပြီးလူနေအိမ်တောင်နှင်းချီပြည့်စီကအရေးပေါ်အကူအညီများလိုအပ်နေကြောင်းဒေသပြည်သူများကရှမ်းကုန်ခေတ်သစ်တရင်ဌာနတန်းတို့ပြောကြားသည် မက်စလ20ရှေ့ရနေ့မိုးလင်း12နာရီ52မိနစ်တွင်လှုပ်ခတ်ခဲ့သောစကိုင်းငလင်းချောင်းညောင်ရွှေမြို့နယ်အင်းလီဒေသရှိ အိုင်ကြီးတောင်ကျေးရွာ၊ကျေးစာကုန်ကျေးရွာ၊ကေလာကျေးရွာ၊ဆရက်ကြီးကျေးရွာနှင့်ပေပင်အင်းကျေးရွာအပါဝင်ကျေးရွာများတို့မှလူဦးရေတရာကျော်သေဆုံးပြီးလူနေထောင်ထဲချပျက်စီးခဲ့ကြောင်းသိရသည်။ အင်းလေးဒေသကရွာရီဘက်မှာထိခိုက်ပျက်စီးမှုများပြားပါတယ်။အခုထိနေအိမ်တွေမှာလူတွေမနေရဲကြသေးပါဘူး။ကေလာကျေးရွာဆိုရင်အင်ဂျီ600ကျော်နဲ့ဇီယကြီးကျေးရွာဆိုရင်အင်ဂျီ100ကျော်ပျက်စီးပါတယ်။စုစုပေါင်းတည်ဆုံသူလူရေက100ကျော်ပါဟုဒေသနေပြည်သူတို့ကပြောဆိုသည်။ဒေသနေပြည်သူများအနေဖြင့်ညောင်ရွှေမြို့ဖျားကုန်းစသည့်နေရာများတွင်စုပြုံနေထိုင်ကြရပြီးအရေးပေါ်အကူအညီများလိုအပ်လျက်ရှိကြောင်းငလျင်ချောင်းလျှက်စစ်မိတိုင်းများလည်းကြိုးစားပြည့်စည်ခဲ့ကြောင်းသိရသည်။ ရှိခိုဆက်လက်တင်ဆက်ပေးမယ့်တဲ့ရင်ကြောင်းရကတော့ပြည်သူ့ဘော်ဘူချငွေတောင်းတဲ့ပြည်သူစစ်ကောင်ဆောင်ကိုတနက်နေ့ပြစ်တဲ့ပြင်တိဆုံဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။မွန်ပြည်နယ်ရေးမြို့နယ်မှာပြည်သူ့စစ်ကောင်ဆောင်တို့ကိုဧပြီလ၁ရက်နေ့ယနေ့နနက်၈နာရီကတနက်နေ့ပြစ်ခတ်ရာတည်ဆုံသွားကြောင်း ရေးဘလူးတပ်ဖွဲ့ကောင်ဆောင်ကသူ၏လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားတဲ့ ရေဘလူတပ်ဖွဲ့ကောင်းဆောင်၏လူမှုကွန်ရက်စာမျက်နှာတွင်မွန်ပြည်နယ်ရေးမြို့နယ်ကျောင်းရွာနယ်မြေတခွင်ပြည်သူလူထုအပေါ်ပိုကျငွေကြေးတောင်းခံအနိုင်ကျင့်နေသောခမရ961တရင်လောက်ကံပြည်သူ့ဆက်ကောင်းဆောင်အေးမောင်ကိုကျောင်းရွာကြေးရွာတွေကလက်ဖက်ဆိုင်ကုန်မှထာရဝိညာဉ်အသွင်ပြင်ဖြင့်ရေဘလူတပ်ခွဲနှင့်မှပြောင်းလဲပေးပါပြီဟုရေးသားထားသည် ရေးဘလူးတပ်ဖွဲ့တွေပြီးခဲ့တဲ့မတ်လ9ရက်ကလည်းမွန်ပြည်နယ်ရေးမြို့နယ်ကနေထိုင်ရေးမြို့သူကိုလည်းတနက်နေ့ပြတ်တက်ခဲ့သေးသည်။ဆက်လက်ပြီးငလျင်တဲ့မြန်မာရင်းလေးချောင်းပုံစဲနေမှုကိုနိုင်ငံတကာသတင်းဌာနများစက်တိုက်ဖော်ထုတ်ဆိုတဲ့တွင်ကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတွင်စကိုင်းဘိုဘူးလုတ်ခတ်ခဲ့တဲ့မြေငလင်းကြောင့်အချက်တဲဖြစ်နေခြင်းနဲ့စစ်ကောင်စီကတိုင်းနှင့်ပြည်နယ်ချုံရင်လေးချောင်းပုံချဲနေခြင်းကိုနိုင်ငံတကာသတင်းဌာနကြီးများမှစတိုက်ဖော်ထုတ်တင်ဆက်လာကြောင်းတွေ့ရသည်။ နိုင်ငံတကာသတင်းဌာနများဖြစ်သည့် BBC, Reuters, The World, The Times of India, Visiting News, Newsweek, NBC News, ABC News, Al Jazeera, French 24, New York Times, The Economist တို့အပြင် Time Malaysia, Korea အခြေစိုက်သတင်းဌာနများကရှင်းသားလာနေကြခြင်းဖြစ်သည့် ငလျင်မလုတ်ခမီချိန်မှစ၍စက်ကောင်စီကသတင်းရှုခွင့်ပေးထားသည့်နိုင်ငံခြားသတင်းဌာနအန်ဂျယ်စရာသတင်းထောက်ကငလျင်လုတ်ခမုန်နှင့်ပတ်သက်၍တိုက်ရိုက်ထုတ်လင်းချိန်တွင်မြန်မာနိုင်ငံတွင်ငလျင်ပေးတင်တော်လေလေးချောင်းတိုက်ခိုက်မှုများဇက်တိုက်ရှိနေကြောင်းမတ်လ31ရက်ကပြောကြားခဲ့သည် အန်ယူဂျီဘက်ကခုခံစစ်ကလွယ်ပြီးထိုးစစ်တွေမလုပ်ဘူးလို့ထုတ်ပြန်ထားပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းစစ်တပ်ကဘုံကျဲရာတွေစတိုက်ဆက်လုပ်နေပါတယ်။ဒီကနေ့ထိကျဲနေတာပါ။မနေ့ကတနေတဲ့တွင်၅ချိန်ကျဲပါတယ်။ဒါကကိစ္စတွေကပိုပြီးရှုပ်ထွေးစေပါတယ်။ပြန်လည်တူတောင်ရေးကိုနှောင့်နှေးစေပါတယ်ဟုအဆိုပါသတင်းတောက်ကပြောသေးတယ်။ ငလင်းလုံခတ်ခဲ့သည့်မတ်လ28ရက်တောက်ကြနေညနေပိုင်းတွင်စစ်ကောင်စီသည်တော်လိုင်းအင်အားစုများထိန်းချုပ်ထားသည့်နေရာအချို့ကိုလေကြောင်းတိုက်ခိုက်ခဲ့ကြောင်း New York Times သတင်းဌာနတွင်ဖော်ပြထားသည်ရော်ဂျာသတင်းဌာနကလည်းပြီးခဲ့သည့်တောက်ကြနေကရင်ပြည်နယ်တွင်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းရေးသားခဲ့သည်ပြင်းတဲ့အခြေဆိုင် France 24သတင်းဌာနမှအကြီးထန်းသတင်းတော် Siren Perran ကလည်းမြန်မာစစ်တပ်လေကြောင်းတိုက်ခိုက်မှုများနဲ့ရက်ဆက်ပြီးဆိုးဝါးသည့်အခြေအနေမှန်ကိုပြသနေကြောင်းဆိုသည် အမျိုးသားညီညွတ်ရေး NUG ကငလင်ဘေးကြုံရခြင်းထိုးဆက်များနှစ်ပတ်ကြာရန်နာဒါသောင်ကျင်းညာထားတော့လေစစ်ကောင်စီဘက်ကလေးချောင်းတိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်နိုင်ငံတော်နှင့်တဘာဝဘေးကြုံနေရခြင်း၊လေကြောင်းပုံချေတိုက်ခိုက်မှုများပြုလုပ်နေခြင်းသည်စစ်ကောင်စီကောင်းဆောင်များ၏ရက်ဆက်ယုံမာသည့်လုပ်ရဖြစ်ကြောင်းရှုံးမြင်နေကြသည်။ မြန်မာနိုင်ငံတမိုင်းထဲမှာအဆိုးအဝါဆုံးမြေငလင်ခန်းစားနေရတဲ့အချိန်မှာဖြီသူတွေကကိုချင်းစာကြတယ်စိတ်မကောင်းဖြစ်ကြတယ်တက္ကပါလုံးကလည်းကိုချင်းစာပြီးဝိုင်းကူဖို့အမျိုးမျိုးစူးစမ်းနေကြတဲ့အချိန်မှာမင်းအောင်လိုင်းကရက်ဆက်ယုံမှမို့အပေါင်းကိုကျူးလွန်နေတာကပြောစရာမရှိတော့ဘူးတကယ်ကိုလက်လန်နေပေါ်ပြဟုရှက်ခိုင်ကစာရေးစရာဝေဟင်အောင်ကပြောသည် ပြီးခဲ့သည့် match လ31ရက်ကလည်းစစ်ကောင်စီ navy နှင့်လေကြောင်းတိုက်ခိုက်မှုတို့ကြောင့်ရခိုင်ပြည်ကြောက်ဖြူနှင့်မြောင်ဦးမြို့နယ်တို့တွင်အရသာ3တိဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့သည်။ငလျင်လောက်ခဲ့သည့် match လ28ရက်မှစ၍ယနေ့အထိစစ်ကောင်စီသည်မကွေ၊ပဲခူး၊စကိုင်း၊မန္တလေး၊ရှမ်းမြောင်း၊ကယင်းနှင့်ရခိုင်၊ကချင်တို့တွင်လေကြောင်းပုံကျဲမှုများဆက်တိုက်ပြုလုပ်နေပြီးအရသာထိခိုက်တိဆုံးမှုများလည်းမြန်တန်နေသည်။ နိုင်ငံတော်တွင်တဘာဝဘေးအန္တရာယ်ကြုံနေရခြင်းစက်ကောင်စီကလေးချောင်းပုံကျဲနေခြင်းမှာစစ်ရေးနိုင်ငံရေးအမျက်ထုတ်ရန်ကြိုးပမ်းနေခြင်းကိုစစ်ရေးနိုင်ငံရေးလေးလာသုံးသက်သူဦးဖေးတန်းကပြောသည်။ တို့စစ်ကောင်စီကတော့တို့အကျိုးမြတ်အတွက်စစ်ရေးအကျိုးမြတ်နိုင်ငံရေးအကျိုးမြတ်အတွက်ရက်ဆက်တဲ့လုပ်ရက်တွေကိုလုပ်နေတာအခုလိုတဘာဝဘေးအန္တရာယ်ကြာရောက်ချိန်မှာနိုင်ငံတော်အလံကိုတဝက်လွှင့်သူပြီးတော့ဝန်ထမ်းဆောင်အထိမ်းအမှတ်နဲ့လုပ်နေတဲ့အခါတော့နေစဉ်ပြည်သူတွေကိုပုံချဲနေတာတွေ့ရပါတယ်ဟုဥပေတန်ကဆိုသည်တပတ်တွင်ပြင်းထန်သည့်မြေငလင်းကြောင့်ထိခိုက်ဒေဆုံးပျက်စီးမှုများပြားခဲ့သည့်မြန်မာနိုင်ငံသို့နိုင်ငံတကာသတင်းတောင်များသတင်းယူခွင့်ကိုစစ်ကောင်စီကပိတ်ပင်ထားသည် နိုင်ငံတကာသတင်းတောက်များအောင်ဝင်ဝင်ပယ်၍သတင်းအမှောင်ချထားခြင်းသည်ပြည်သူများထိခိုက်နေနာသည့်အပြင်စစ်ကောင်စီသတင်းကြောက်စိတ်ဖြစ်သည်ဟုဥဖေတန်ကပြောသည်ပြည်ရင်းသတင်းဌာနဖြစ်ဖြစ်နိုင်ငံတကာသတင်းဌာနဖြစ်ဖြစ်အဝင်မခံကျင်တာကတိုင်းပြည်ကိုအမှောင်ချထားခြင်းတဲ့သဘောဖြစ်ပါတယ်ဒီလိုလို့တာကပြည်ရင်းသတင်းတွေကတိတိကျကျမဟုတ်ပဲအထောက်ထားမဲ့သတင်းတွေကပိုပြီးပြန့်နှံ့လွှဲပါတယ်စစ်ကောင်စီကတော့သတင်းမီဒီယာကိုကြောက်တာပေါ့လကောက်ငါဆိုသည်